ကချင်ပြည်နယ်ဖားကံမြို့နယ်မှာရှိတဲ့လဝါကြီးရွာကဆူတောင်းတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KRA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။လဝါကြီးရွာကခရစ်ယာန်ဘာသာဝင်တွေရဲ့ဆူတောင်းတောင်မှာစစ်ကောင်စီကတက်ဆွဲထားပြီးအဲ့ဒီနေရာကိုမနေ့ကမနေ့အစောပိုင်းမှာ KRA ကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ရဲရုပ်အလောင်း73လောင်းတွေ့ရှိခဲ့ပြီးတအူးအရှင်ဖမ်းမိတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ တခြားသတင်းရင်းမြစ်တဦးကလည်းစစ်ကောင်စီတပ်ကဆုတ်ခွာတယ်လို့သိရပြီးတနတ်တန်တွေတော့ကြားနေရကြောင်းဆိုပါတယ်စစ်ကောင်စီဟာဧပြီလမှာဖားကတ်မြို့နယ်ကိုစစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ခဲ့တာကြောင့် KRA နဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးလဝါကျေးရွာမှာတိုက်ပွဲပြင်းထန်ခဲ့တာပါစစ်ကောင်စီကဖားကတ်လန်းဒနိုင်းဒေသဖားကတ်ဒေသကိုသူတို့ပြန်ပြီးမှအုပ်ချုပ်နိုင်အောင်ကြိုးပမ်းနေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကသုံးသပ်ပါတယ် KIA ပူပေါင်းတပ်ကဗမော်မြို့သိန်းစစ်စင်ရေးအရှိန်မြင့်ဖောဆောင်နေတဲ့အချိန်မှာစစ်ကောင်စီကလည်းဖားကန်မြစ်ကြီးနားမြစ်ဆုံဒေသဝိုင်းမော်မြို့နယ်လာမြန်ဒေသတွေကိုစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာတွေပြုလုပ်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်စစ်ကောင်စီကဧပြီတလလုံးကိုပြည့်ရက်မယ်လို့ကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုသာမကမြေပြင်ထိုးစစ်စင်တာတွေပါဆက်လုပ်နေကြောင်းစစ်ကောင်စီကသူတို့ကြေညာချက်ကိုကိုယ်တိုင်စီးဖောက်နေတာဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကပြောထားပါရရှင်